လာပါလားအဲ့ဒီအရင်ခေါ်လာလာမမူရီချာချာမမီးနေဒီပါတယ်နေရယ်ညငါချက်တော့မအောင်မဘူးခုနကဒီရောက်နေဘူးညာတယ်ဟယ်လိုအားလုံးမင်္ဂလာပါခဏလေးကျွန်တော်နဲ့အတူတူဟာတာဗီဒီယိုလေးလိုက်ကြည့်ပေးဖို့အားလုံးဖိတ်ခေါ်ပါရစေ။ငွေရေကမနေခင်မီအထင်ကြီးတော့မီဗျဟေးဟိုင်းနာရောက်ခတ်တည်တည် န်ကြားလိုက်ပါရဲ့မူလာရမြင်မေတို့ကလည်းဗျာတားဆိုအပြစ်ပြောမယ်ကြီးပဲဘယ်ကမူကမောင်းတောင်းလာကြားတော့မမူဘူးလေမရင်မန်းတိမရမန်းဟာနိုင်တယ်ကွကွချီလို့စားတာကမင်းမအချီလို့စားတာကျောင်းကလက်ကရင်းနေမင်းကအားလေမင်းမင်းချီဖို့ဟုတ်ခဲ့ရတာဟင် ဟောကကျုပ်ရဲ့ကြီးစားဦးဒီတော့မကြက်ခင်ငါပြင်းမင်းမရှိုးချဲ့သေးလေဟောတော့လေဟောကကျုပ်ရဲ့ချစ်ဦးကြီးစားဦးတော့လိုလဲလေတော့ကျုပ်ကဘသူ့ဘုံမှာစိတ်ဝင်စားတယ်မချစ်ခဲ့ဘူးအဲဒီမှာလေတော့ကြောက်ကြမြမိမရဲ့အဖေခက်တဲ့မိခွင့်မဲ့မိမင်းနေရဲ့ကြောက်တော့မေးကြတော့မေးကြတော့ င်းနေရတယ်။ခဏမှမူးပြီးတော့ကောင်မလေးတွေမော်မိုးတွေချောက်ချောက်မပေးနဲ့စီးပွားပြန်နေရော။ရတယ်ရတယ်။ဆော်ရှိလာလို့မေးတဲ့ကောင်တွေပညာပြလို့ရရင်နော်။ဆော်ရှိလာလို့မေးတဲ့ကောင်တွေအဲ့လိုပညာပြလိုက်။အဲ့ဒါဆိုရင်ထိလိမ့်မယ်။ညာမမူရီချာချာမမီနဲ့ဒီပါပြည့်လေးပဲညာညာငါချက်တော့မအောင်ပါဘူးခုလည်းဒီပြည့်ရောက်နေဘူးညာချက် တီတီဟုတ်တယ်အဆော်ရှိလာလို့မေးအောင်လို့ပြောပါဘူးဟုတ်ဒါတော့ဥမင်းဖြစ်ပါတယ်ဥမင်းရဲ့တတနာရယ်လေကျွန်တော်နေတိုင်းနေတိုင်းတော့ထဲပေးထားပါတယ်တော်တော်ကောင်းပါတယ်ဥမင်းရဲ့ပေးမှလည်းသွားပြီးအားပေးလို့ရပါတယ်ချစ်တဲ့ကြာလူရင်ရကျင်လာတွေကို ဖြည့်ဆည်းပေးခြင်းကြောင့်ကိုယ်ငွေထုတ်တဲ့မိဘကြတော့ကိုယ်သာသမီးလေးတွေကိုတောင်းညွန်ချစ်တယ်လို့ပဲသူတို့လည်းသူတို့ရဲ့သာသမီးလေးတွေဖြစ်တဲ့ကိုယ်တောင်းညွန်ချစ်မှာပဲလို့တွေးပြီးတော့ဇာတိထောင်းလာပြီးဖြစ်တဲ့မိဘတွေကိုလူချင်းရကျင်တာဖြည့်ဆည်းပေးဖို့နေနေကြတာဗျာအဝေးရောက်နေရင်လည်းတစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါပုံဆက်ဖို့တော့ တချို့သားသမီးတွေအချိန်မပေးနိုင်ဘူး။မာထုလည်းဗျာအတူရှိနေပြန်တော့လေ။မိဘနဲ့အတူတူလက်ဆောင်စကားပြောဖို့တော့ဝင်လေးနေကြတဲ့သားသမီးတွေလည်းတော်တော်များများရှိတယ်။ဒါကြောင့်မို့မိဘမေတ္တာဆိုတာသူတို့နေရာရောက်လာလေပိုတိလေးပဲမို့။မိဘရှိတော့မို့မိဘမေတ္တာကိုနားလည်ပါ။မိဘရှိတော့မို့မိဘကြည့်ပြီးဆက်နိုင်အောင်ကြိုးစားကြပါလို့ ပြောခြင်းပါရကောင်းပါလေရကောင်းပါလေသားသမီးရဲ့အနေနဲ့လည်းတိထားတင်တဲ့တိတရားလေးတစ်ခုဥမင်းရထည့်ပေးထားဖြစ်ပါတယ်ပတော်လေးကောင်းပါလေငွေမရှိတဲ့အခါအလုံးအမင်းကိုမေ့သွားကြလိမ့်မယ်အဲ့ဒါလောကရမယ် โอเคပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်လာကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခဏလေးတော့ဒီလောက်ပါပဲအားလုံးဘိုင်ဘိုင်ပါ